ဇာမဲကိုဘလို့ရင်ဆိုင်ရမှန်းမသိဘူးလို့ဝန်ခံလိုက်တဲ့ဘတ်စတိုနီအင်တာမီလန်ဒီနောက်ခံကစားသမားအယ်လဟန်ဒိုဘတ်စတိုနီကချန်ပီယံလိစီမီဖိုင်နယ်မှာဘာစီလိုနာတင်းနဲ့သူတို့ရဲ့လူငယ်ကျယ်ဝင်းလမိုင်းရမယ်ကိုကြော်ဖြတ်နိုင်ဖို့အတွက်အင်တာနီနဲ့အကောင်းဆုံးခြေစွမ်းပြသနိုင်ဖို့လိုအပ်လိမ့်မယ်လို့ပြောကြားလိုက်ပါတယ်။ဂီဘတ်တွင်ဘိုင်ယန်မြူနစ်နဲ့ဒေါ်မွန်တို့ကိုအတီးတီအနိုင်ယူခဲ့ပြီးနောက်အင်တာမီလန်ဒီနဲ့ဘာစီလိုနာတို့ဟာချန်ပီယံလိစီမီဖိုင်နယ်မှာထိတိုက်တွေ့ဆုံကြတော့မှာပဲဖြစ်ပါတယ်။အီတလီနဲ့စပိန်ထိပ်တန်းလိရဲ့ဥဆောင်သူနဲ့တင်ထိတိုက်တွေ့မယ်ဒီပွဲစဉ်ဟာ အလုံးစိတ်ဝင်စားစရာကောင်းပါတေးကြပါမယ်။ဘတ်စတိုနီကတော့ဘာစီလိုနာရဲ့လူငယ်ကျယ်ဝင်လေးလမယာမဲကိုနှစ်ကျော်စလုံးမှာထိန်းချုပ်ထားဖို့အတွက်သူ့အတွက်ခက်ခဲလိမ့်မယ်လို့ဝန်ခံခဲ့ပါတယ်။ဘတ်စတိုနီဟာအိုရိုပါရဲ့အကောင်းဆုံးဗဟိုနောက်ကန်လူတွေကတယောက်ဖြစ်ယက်တီနာနိုင်ခဲ့ပေမဲ့ဒါမဲကိုရင်ဆိုင်မှုဘလို့ပြင်ဆင်ရမလဲဆိုတာတိတိကျကျအကြံဉာဏ်မရှိသေးဘူးလို့ဖွင့်ဟခဲ့ပါတယ်။သူတို့နှစ်ဦးစလုံးဟာအရင်ကတကြိမ်သာထိတိုက်တွေးဆမှုရှိခဲ့ပြီးအဲ့ဒါကတော့ယူရို2024အောက်စုဆင်မှာဒါမဲရဲ့စပိန်အသင်းကအီတလီကိုနိုင်ရန်ကတဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဘတ်စတိုနီကအဲ့ဒီပွဲဟာသူ့အတွက်အဆင်မပြေခဲ့ဘူးလို့ဝန်ခံခဲ့ပါတယ်။သတင်းစာတစ်ခုနဲ့အင်တာဗျူးမှာဘတ်စတိုနီက ကျွန်တော်ဘလို့ပြင်ဆင်ရမလဲမသိပါဘူးဘာလို့လဲဆိုတော့ယူရိုပြိုင်ပွဲကနောက်ဆုံးချိန်မှာတိတ်အဆင်မပြေခဲ့လို့ပါဘာစီလိုနာမှာရှင်းနေတဲ့ကစားပုံပုံစံရှိပါတယ်သူတို့ကနေရာလို့တွေပေးမိနိုင်ပေမဲ့ကျွန်တော်တို့ကတော့သူတို့ကိုအတင်းလိုက်ခုခံကာကွယ်ရပါလိမ့်မယ်ကျွန်တော်တို့ထိတ်တန်းတောင်ပန်ကစားသမားတွေကိုရင်ဆိုင်ခဲ့ရပြီးပါပြီဥပမာဘိုင်ယန်မြူနစ်ကအိုလီဆင်းနဲ့စာနေတို့လို့ပေါ့သူတို့ကိုအခက်အခဲဖြစ်အောင်လုပ်ချင်နေဆိုရင်ကျွန်တော်တို့အာယုံဆိုင်မှုတရားရဂိုင်းလုံးနဲ့စက်ခံမှုတရားရ